တဘာဝတရားကိုဟောတာဖြစ်သောကြောင့်ဘုရားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီတဘာဝအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ဒီတဘာဝတရားရဲ့တုံ့ပြန်အကျိုးပြုမှုဖြစ်ပေါ်လာဒါတွေကဘာသာတရားနဲ့လည်းမဆိုင်ဘူးပေါ့ကိုယ်ကွယ်မှုတွေနဲ့မဆိုင်ဘူးယုံကြည်မှုတွေနဲ့မဆိုင်ဘူးဥပမာဘာနဲ့တူလို့ဆိုရင်ရသော်ရားရဲ့အဆုံးမတရားတွေဟာဆေးနဲ့အနာဒရံတူတယ် ကောင်းမြတ်တဲ့အစာအာဟာရနဲ့အနာဒရန်တူတယ်။အစီဩဇာရှိပြီးလူတိုင်းအတွက်ကျန်းမာမှုကိုဖြစ်စေတတ်တဲ့အစာအာဟာရဟာယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဘုရားဘာသာဝင် ဟုတ်သူဖြစ်စေမဟုတ်သူဖြစ်စေဒီအစာစားရင်တော့ကျန်းမာမှာပဲ။လူသားနဲ့သာဆိုင်တယ်။ထို့တူပဲမြတ်စွာဘုရားဟောကြားဆုံးမတဲ့အဆုံးအမတွေဟာဆေးနဲ့လေအနာဒရန်တူ။ဆေးဆိုတာယောဂရှိရင် ဒီလိုယောဂမျိုးပျောက်စေတဲ့ဆေးဆိုဘသူပဲတောက်တောက်ဒီယောဂကိုပျောက်စေမှသာဖြစ်တယ်ဗော။ဘုရားဟောတဲ့အဆုံးအမတွေဟာလူမျိုးမရွေးဘာသာမရွေးကျင့်သုံးနေထိုင်သူပုဂ္ဂိုလ်အတွက်အကျိုးပြုတာလေ။ဘာကြောင့်ဒီလိုအကျိုးပြုနိုင်တယ်လဲလို့ဆိုဘာသာတခုကိုဥတည်ပြီးတော့ဟောကြားဆုံးမတာမဟုတ်ဘူး။လူမျိုးတခုကိုဥတည်ပြီးတော့ဆုံးမဟောကြားတာမဟုတ်ဘူး။အလုံးလူသားတွေအတွက် ျိုးပြုကိုဟောကြားတာဖြစ်သောကြောင့်ဘယ်သူပဲချင့်ချင့်ဒီအကျင့်တရားဟာကောင်းမြတ်တဲ့လူရဲ့အရှိသွေးတွေဟောကြားတာဖြစ်တယ်။ Human dignity လို့ခေါ်တယ်။လူရဲ့ဂုဏ်သိက္ခာရသော်ဗျာဆုံးမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်လူဂုဏ်သိက္ခာဆိုပါစို့၅ပါးတိလှသူများအသက်ကိုတတ်ခြင်းမှရှောင်းတယ်သူများဥစ္စာခိုးခြင်းမှရှောင်းတယ်သူတော်ဟာတာမယာကျူးလွန်ဆော်ကားခြင်းမှရှောင်းတယ် လိန်ဒီလဲစားပြီးတော့တစ်ဖက်သားအကျိုးပြည့်စုံအောင်လှုပ်ချင်းမှရှောင်းတယ်။မူရစီဝါကရှောင်းနေဆိုတဲ့ဒီကိုချင်းတရားတွေဟာဘယ်ပုဂ္ဂိုလ်ပဲထိမ့်သိမ့်ထိမ့်သိမ့်ထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်အတွက်အကျိုးပြုမှာပဲ။ဘောရဝါဒဖြစ်မှဒီဒီတရားတွေကကျိုးသက်ရောက်မှာမဟုတ်ဘူး။ဒီတရားတွေကိုဖောက်ပြက်လို့ရှိရင်လည်းဘယ်သူပဲဖောက်ပြက်ဖောက်ပြက်တူညီသောအကျိုးကိုခံစားကြရအောင်။ဘာကြောင့်လဲလို့ဆိုရင် ဘသူပဲသူ့တက်ကိုတတ်တတ်သူပဲသူမြောင်းစာခိုးခိုးဒီပြစ်မှုရဲ့အကျိုးဆက်ကိုတော့လောက်သူကိုယ်တိုင်ခံရမှသာပဲဖြစ်တယ်ပေါ့ဒါဟာဒီကနေ့ခေတ်မှာကဘာမှာတတ်မှတ်ထားတဲ့ဥပဒေတွေကြီးလိုက်လीကဘာမှာကြီးမားတဲ့အပြစ်ကြီးတွေဆိုတာပါတော့နော်ပါဏာတိပါဒနဲ့သက်ဆိုင်တဲ့လူသတ်မှုဘယ်နိုင်ငံမဲဖြစ်ဖြစ်လူသတ်မှုဆိုလို့ရှင်ပြစ်ကြီးတာ ဘယ်နိုင်ငံကတော့အပြစ်မရှိဘူးလို့မရှိဘူးဗာဏာတိပါဒအမှုကိုကျူးလွန်တဲ့အခါမှာလူတယောက်ရဲ့အသက်ကိုဆုံးမအောင်လုပ်ပြီးဆိုလို့ရှင်သေစားသေစေသို့မဟုတ်ဟောချီမာတဲ့အပြစ်ကိုခံကြရတာဖြစ်တယ်အရိဏာရဏခိုးမှုဆိုတာလည်းအပြစ်ပေးခြင်းခံရတယ်အပြစ်ပေးမခံရတဲ့နေရာခိုးလို့ဂုံပြုခံရတဲ့နိုင်ငံဆိုတာမရှိဘူးကာမိတုမိစ္ဆာစာရ ဘရိတ်လုတ်တယ်စော်ကားတယ်ဆိုတာလေဘယ်နိုင်ငံမဲ့ဖြစ်ဖြစ်ကြီးမားတဲ့အဖြစ်ကိုခံရတာတူတယောက်ကိုလိန်လီလှီစားသွားတယ်ဆိုလို့ရှိရင်လည်းလိန်လီတဲ့အဖြစ်ကိုခံရမူရစေဝါဆိုတာကြတော့တဲဆောင်ယုံနေနေမဲ့တချို့နိုင်ငံတွေက capital punishment ဆိုတဲ့တည်တံချမှတ်တာတွေရှိတယ်ပေါ့အဲ့ဒါလို့အပြစ်ပေးခံရတာတွေဟာငါးပါးသီလကိုကျူးလွန်ဖောက်ပြန်လို့ရှိရင် ြီးမားသောအပြစ်တွေကိုခံရတယ်အဲ့တော့ငါဝတိလိုက်ပြည့်စုံပြီဆိုလို့ရှင်ဒီပြစ်မှုတွေပြစ်ဒဏ်တွေကလွတ်ကင်းသွားတာဒါသေးကြတယ်ထို့တူပဲကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ဆုံးမဩဝါဒတွေကိုလိုက်နာကျင့်သုံးရင်လည်းပဲတူညီသောအကျိုးတရားတွေကိုရရှိကြမှာဖြစ်တယ်